ီရက်ပိုင်းအတွင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်တောင်တက်ထိမ့်ချုပ်ရာရှမ်းမြောက်ကြောက်မဲမြို့နယ်မိုင်းလုံးမြို့နယ်ပန်ဆန်ရွာကြောင်မှရှိတဲ့ကားလမ်းတွေပျက်စီးနေတယ်လို့ဒေတာခန့်သူကရွှေပြည်မြို့ပြောပါရယ်အဲ့လမ်းဟာအရင်ကသွာလာရတာစဉ်ပြေပေမဲ့ပြီးခဲ့တဲ့မေလ22ရက်ကစပြီးမနေ့ဇွန်လ2ရက်ထိမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မြေကြီးဖို့ထားတဲ့လမ်းတွေရွှွန့်ွန့်ဖြစ်သွားပြီးကုန်ကားတွေနှိမ့်ညွန့်နေတာရှိတယ်လို့ဆိုပါရယ် မိသားတုံးကလည်းမြေကြီးတွေဖို့တာဖို့တုံးကတော့တော်လာလှုပ်ရတာအဆင်ပြေတယ်အခုရဲ့ပိုင်မိုးတွေအရင်ကတော့ရွှွန်နေဖြစ်ကုန်တာလေလမ်းကတော့အရင်ဆိုးတယ်ကြိုက်တွေကောရွှွန်နေကောပဲကုန်နေကားတွေတော့ရင်တော့နစ်တယ်အဲ့လိုကြတော့ကားကြီးတစ်စီးနဲ့တစ်စီးဆွဲရဆွဲပေးတာမျိုးတော့ရှိတာပေါ့ရိုးရိုး AC ကားတွေဆိုရင်တော့တိမ်မနစ်ဘူးနည်းနည်းတွန်းပေးရင်တော့ရတယ်ကားတွေပိတ်တာတော့ရှိတယ်နေ့တစ်ပိုင်းတော့ဆောက်ရတာမျိုးရှိတာပေါ့မိုးဆက်မပြတ်ရွာသူမှုကြောင့်မြေပြိုတာလမ်းချော်တာတွေကြောင့် ထီးတဲ့ရင်ဖြစ်ဖြစ်ကုံတင်ရင်ဖြစ်ဖြစ်ကားကိုအရှိန်မမောင်းဖို့နဲ့ဒီဟုတ်တဆိုင်မောင်းဖို့ကိုလည်းကားသမားချင်းချင်းကတတိပေးနှိုးဆော်နေကြပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးအားကောင်းနေရကြောင်းဂျွန်လ၂ရက်ကနေနောက်24နာရီအတွင်းမြန်မာနိုင်ငံ နေရအနှံ့ပြားမှာမိုးထစ်ချုံရွာပြီးနေရကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလပိဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့မနက်မှာသတင်းထုတ်ပြန်ထားပါတယ်။